မင်္ဂလာပါဒီနေ့တောက်ကြညမှာတော့ AC Milan နဲ့ Pizza ပွဲစဉ်ကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးခြင်းပါတယ်မနေ့ယူပါလိညာချမ်းမှာလည်းကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ဖီရင်နုဘော်ဒီဆယ်တာဘီကိုဂိုးဘော်တို့နဲ့အတူအဆင်ပြေခဲ့တာကြောင့်ရလဲကြတဲ့အကူလို့ရှိရင်ကိုမန်မန်ကလို့ရပါတယ်ဒါပြင်ကျွန်တော်ရဲ့ Telegram Channel မှာလည်းကျွန်တော်ချပေးခဲ့တဲ့ Brand ဂိုးဘော်ဆယ်ဘက်ဂိုးဘော်တို့နဲ့အတူအဆင်ပြေခဲ့တာကြောင့်ကျွန်တော်ရဲ့ Telegram Channel ကိုလည်း Join ထားလို့ရှိရင်အကူလို့အကျိုးရှိစေမှာပါအဲကြောင့်ကျွန်တော်ရဲ့ Telegram Channel link ကိုလည်းဒီဗီဒီယိုလေးရဲ့ comment အောက်မှာကျွန်တော်ချထားပေးခဲ့ပါမယ် ဒါပြင်ကျွန်တော်ရဲ့ member plan လေးအနေနဲ့တော့ဒီနေ့24ရက်တောက်ကြနေရနေပြီးတော့လာမယ့်30ရက်နေ့ကြာသာပတိနေ့ထိ9ရက်တစ်ပတ်ဆောင်မှ2500ကျင်းနဲ့ member ဝင်လို့ရပါပြီအချိုသာဆုံးဈေးနှုန်းထားနဲ့အမှန်ကန်ဆုံးရွေးချယ်မှုတွေကိုကိုတို့ရရှိမှာဖြစ်ပါတယ်ပုံမှန်တဲ့တရက်ဆောင်အတွက်ပဲဝယ်ယူခြင်းနဲ့ဆိုရင်တော့တရက်ဆောင်9000ကျင်းနဲ့ဝယ်ယူရရှိမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ member ပွဲစဉ်တွေတော့တရက်ကို3ပွဲထွက်ရှိမှာဖြစ်ပါတယ်အဲကြောင့် member ပွဲစဉ်တွေစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တယ်39 69 88 88 ခွန်သုံးခွန်သုံးကြောင့်လာရောက်ဆက်သက်ပြီးတော့မမပွဲစဉ်တွေဝယ်လို့ရပါပြီဗျာဒီနေ့ပွဲစဉ်မှာ AC Milan ကပီဇာကိုအင်ကွက်နေတစ်လုံး80ရှုံးဂိုးပေါင်းသေး3လုံး80သားတို့ဈေးခွင့်လေးပေးထားပါတယ်ဒီအသည့်မှာ AC Milan နာပိုလီနဲ့တွဲဆုံခဲ့ပြီးတော့ပီဇာလည်းနာပိုလီနဲ့တွဲဆုံခဲ့ပူးပါတယ်ဒါကြောင့်ဒီနေ့သင်းရဲ့ဈေးကွာချက်ချက်ကိုကျွန်တော်ပီဇာကို sorry နာပိုလီကိုစံထားပြီးတွက်ကြည့်မှာဖြစ်ပါတယ်နာပိုလီနဲ့ပီဇာနဲ့တွဲဆုံခဲ့တော့ငါနာပိုလီကပီဇာကိုအင်ကွက်နေတစ်လုံး80ရှုံးဆိုပြီးတော့ဈေးချောပေးခဲ့ပါတယ်ဂျင်းအောင်ခဲ့ပါဘူး AC Milan နဲ့ Napoli နဲ့တွဲဆုံတဲ့ပွဲစဉ်ကတော့ AC Milan က Napoli ကို level 90ဈေးကျော်ပေးပြီးတော့ကြေးအောင်ခဲ့ပါတယ်။ဒါကြောင့် AC Milan Napoli ကို level 90အထိဈေးကျော်ပေးခဲ့တာကြောင့် AC Milan နဲ့ Napoli ကြားမှာ AC Milan က Napoli ထိတဲ့ပြား90လောက်ဈေးသာတဲ့အသင်းလို့ကျွန်တော်တို့ယူဆလို့ရပါတယ်။ဒါဆိုရင် Napoli ရဲ့ pizza ကို1ပေါင်း1.80ပေးတယ်ဆိုရင် Napoli ထိတဲ့ပြား90ပုံမြင့်တဲ့ AC Milan က pizza ကိုအနည်းဆုံး2ပေါင်း90ဈေးကျော်ခွင့်နေပေးရမှာပါ။ဒါအောင်မှ ီဘက်မှာ AC Milan နိုင်အနိုင်သေးကြမယ်ဆိုရင်ဘူကီက AC Milan မနေရအောင်ဘော်ဒီသေးကိုနှလုံးသေးရတယ်2ပေါင်း90ကြားထိဈေးကိုမြင့်ပြီးတော့ဖွင့်ပေးပါလိမ့်မယ်။ဒါပြင် AC Milan ကစီးရီးမှာအဆင့်1မှာရှိနေပြီးတော့သူ့ရဲ့အောက်ကအဆင့်2က Inter နဲ့အဆင့်3က Napoli တို့ကဒီတစ်ပတ်မှာထိတိုက်တွေးဆုံနေရကြောင်း AC Milan အနေနဲ့ဒီပွဲစဉ်မှာလွတ်လွတ်ကျွတ်ကျွတ်ကြီးနိုင်ပွဲရပြီးတော့ခြေလေးပြည့်ခြေအပြည့်အောင်သွားဖို့မဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့ယူဆနေပါတယ်။ဘာကြောင့်လဲဆိုတော့ ။ AC Milan ကစီးရီးမှာခြေအောင်တာခုနှစ်ပွဲဆက်တောင်ရှိသွားပါပြီ။ခုနှစ်ပွဲဆက်တောင်ရှိသွားပါပြီ။ဒါကြောင့်ဒီပွဲဆက်မှာ AC Milan ခြေထပ်ပြီးမအောင်နိုင်ဘူးလို့ကျွန်တော်ကတော့ယူဆနေရပါ။ဒါပြင် AC Milan မှာကဒန်ဟာရကစားသမားတွေများနေပြီးတော့ဒီပွဲစဉ်ပြီးလို့ရှိရင်အတ္တရိုမာပါမောဝေခွင်အင်တာမီလန်လာဆီယိုစားတဲ့အသင်းတွေနဲ့ပွဲချက်အသင်းကြီးတွေနဲ့ပွဲချက်ဇတိုက်ကစားဖို့ရှိနေရကြောင့် AC Milan နေနဲ့ပွဲချက်တွေမတိုင်ခင်မှာဒန်ဟာရကစားသမားတွေလည်းများနေကြအောင်ဒီပွဲစဉ်မှာ လိုအပ်ထပ်ပို့ပြီးတော့ကစားလာမှလည်းမဟုတ်ဘူးလို့ကျွန်တော်တို့မြင်ပါတယ်။အဲတော့ဒီဝဲစင်မှာ AC Milan နိုင်ငံရောင်တကိုးထပ်မပို့ဘူးလို့ကျွန်တော်ယူဆတာကြောင့်ဒီဝဲစင်မှာအဝေးခွင့်သင့်ဖြစ်တဲ့ Pizza Borio ပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်။ပို့သားရာဂိုင်းတော့ကြည့်မယ်ဆိုရင်လည်း AC Milan မှာ87ရာဂိုင်းတော့ရှိပြီးတော့ Pizza မှာ19ရာဂိုင်းတော့ပဲရှိပါတယ်။ဒီရာဂိုင်းတော့အရန်ကိုစောင်းနေတဲ့ရာဂိုင်းတော့တစ်ခုပါ။အဲကြောင့်ဒီပွဲစဉ်မှာကျွန်တော်တို့ AC Milan ချင်းမအောင်နိုင်ဘူးလို့ကျွန်တော်ယူဆတာကြောင့် ပီဇာဘော်ဒီတစ်ကြောင်းတည်းကိုပဲကျွန်တော်ရွေးချယ်ပေးခဲ့ခြင်းပါတယ်။ဒါကြောင့် AC Milan နဲ့ပီဇာပွဲစဉ်မှာကျွန်တော်ပီဇာဘော်ဒီကိုပဲကျွန်တော်ချက်နေတတ်ပါတယ်။ကျွန်တော်စီမှာမမ်ပါဝင်ခြင်းနဲ့အကိုတို့အတွက်ကျွန်တော်စီမှာမမ်ပါပလန်နဲ့အနေနဲ့ရတော့ဒီနေ့24ရက်တော့ကြာနေရနေပြီးတော့လာမယ့်30ရက်ကြာသာပတင်းနေ့အထိ9ရက်တစ်ပတ်စာအောင်မှ2500ကျင်းနဲ့မမ်ပါဝင်လို့ရပါပြီ။ကျွန်တော်တရက်ကိုမမ်ပါပွဲစဉ်3ပွဲထွက်ရှိမှာဖြစ်ပါတယ်။ပုံမှန်တိုင်းပဲကျွန်တော်စီမှာမမ်ပါပွဲတွေတရက်စာအတွက်ပဲမမ်ပါပွဲစဉ်တွေဝယ်ယူခြင်းနဲ့ဆိုရင်တော့တရက်စာအောင်9000ကျင်းနဲ့ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ ထိုသာသောဇင်းလုံးထားတဲ့အမှန်ကန်သောရွေးချယ်မှုတွေကိုတို့ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်စိတ်ဝင်စားလို့မမှန်ဝင်ခြင်းနဲ့အကိုတို့ကတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39 698 88 9300ညောက်လာရောက်ဆက်သက်ပြီးတော့မမှန်ပွဲစဉ်တွေကိုဝယ်ယူလို့ရပါပြီဗျာ။ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုလည်းကျွန်တော်ရဲ့ TikTok bio link မှာပင်ပေးထားပါတယ်။အားလုံးပဲအဆင်ပြေအောင်မြင်မှုတွေရရှိကြပါစေဗျာ။ကျွန်တော်ကတော့ Sam Please ဆိုကပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။